တင်းပြသများအလုံးမဲ့မင်္ဂလာပါခင်ဗျာကျွန်တော်တို့ဂျီဆက်သတင်းချန်နယ်မှာဒီကနေ့မတ်လ20ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်သတင်းတစမှုလေးမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့သတင်းတစမှုလေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးဖို့မြေတားရက်ခန့်အပ်ပါတယ်ခင်ဗျာကုရကပရမအုပ်ဆုံးအနေနဲ့တင်ဆက်ပေးခြင်းတဲ့သတင်းကတော့ရန်ကုန်ပြည်လမ်းမိုက်မှာရှိတဲ့စစ်တပ်ရဲ့အုတ်တွင်းတာဆောင်ခွေးကို PDF တပွဲကဝင်ရောက်တိုက်ခိုက်စဉ် စကောင်းစီတက်တာများအားလုံးလမ်းတူထောင်းပြီးစကွင်းတို့ရဲ့ဝင်ပြေးတဲ့တရင်ကိုတင်ဆက်ပေးကြပါမယ်။ရန်ကုန်ပြည်လမ်းမိုက်မှာရှိတဲ့အကြမ်းမဲ့စစ်တပ်ရဲ့အုတ်တွင်းတားဆောင်ဂိတ်ကို PDF တပ်ဖွဲ့ကဝင်ရောက်တိုက်ခိုက်စဉ်စကောင်းစီတက်တာအားလုံးလမ်းပြိုထောင်းကစကွင်းမျိုးတွေဝင်ပြေးလာတယ်လို့ဒေတာရင်းသတင်းရင်းမြစ်ကပြောဆိုပါတယ်။မက်ဆလာ20ရက်နေ့မနက်စောပိုင်းတနာရီ30မိနစ်ခန့်မှာမင်းလာမျိုးနယ်အပိုင်းရန်ကုန်ပြည်လမ်းမိုက်မှာရှိတဲ့ဂျမ်ဘတ်စက်တက်ရဲ့အုတ်တွင်းတားဆောင်ဂိတ်ကို PDF တပ်ဖွဲ့ကဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ဆိုပါတိုက်ပွဲတွင် PDF တပ်ဖွဲ့များမှာ အချမ်းဘက်စစ်တပ်ရဲ့ဂိတ်တစ်ခုလုံးကိုဝန်းရောက်ဆင်းနေနိုင်ခဲ့ပြီးဂိတ်ကိုမိရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်းအဆိုပါဂိတ်တွင်းမှာရှိတဲ့စကောင်းစီတပ်သားအလုံးဟာအလံပြိုထောင်းကစစ်ခွေးလိုတဲ့သူဝင်ပြေးလာခြင်းဖြစ်ကြောင်းသိရပါတယ်။တိုက်ပွဲကမနက်တနာရီ30မိနစ်ကနေ3နာရီလောက်ထိကြာတယ်။စစ်ခွေးရဲခွေးနဲ့ပြိုခွေးတွေအကုန်လုံးစစ်ခွေးမျိုးတွေကိုလံပြိုထောင်းပြီးတော့အော်ပြေးလာတာ။ဘီလိုတွေကတွတ်ကြည့်တော့ဆဲတောင်ဆဲသွားခဲ့တယ်။ပစိုးတောင်မပါတဲ့ကောင်းနေရှိတယ်။လံနဲ့မပါလာတဲ့ကောင်းတွေကော အလောင်းထမ်းလာတဲ့ကောင်းလေးရောအားလုံးပေါင်း30ဝန်းကျင်လောက်ရှိမယ်လို့ဒေတာရင်းသတင်းရေးမိခါပြောဆိုပါတယ်။အဆိုပါအကြံပတ်စတက်ကိတ်ဟာပြည်သူများကိုနေနိုးဆောင်ဒုက္ခပေးနေပြီးအရိကိတ်ကိုဖျက်ဆီးသွားလာနေတဲ့ပြည်သူများထက်မှစကြေခောက်ခံခြင်းနဲ့ဘော်တာဆော့ရဲ့ဖမ်းဆီးခြင်းများကိုလုံဆောင်နေခြင်းဖြစ်တယ်လို့သိရပါတယ်။ထို့ကဲ့သို့တက္ကသိုလ်မှဖြစ်ပွားပြီးတဲ့နောက်မနက်၈နာရီခန့်မှာအင်အားတရာခန့်ပါအကြံပတ်စက်ကက်စစ်ကြောင်းကဂိတ်စခန်းကိုလာရောက်ဖျက်သိမ်းခဲ့ပြီးစစ်ခွေးမျိုးဝော်နဲ့မင်းလားမျိုးဝော်မှခန့်ဆီးပြင်ဆင်နေကြောင်းဒါပြင်စက်ကက်စစ်ကြောင်းဟာအုတ်တိုကင်းရမင်းရွာ အိုတိုမြမဆိုးရွာနဲ့အိုတိုစားပြူရွာတို့ကိုဝင်ရောက်ဝင်နောက်ပြီးဒီလိုပိုင်ဆိုင်ကဲနှစီးကိုခိုးယူသွားတယ်လို့လည်းသိရပါတယ်။အဆိုပါတကမ်းမှုဖြစ်စဉ်နဲ့ပတ်သက်ပြီးတရားဝင်ခိုင်ပီတီအမ်မှတာဝန်ရှိသူများထံဆက်သွယ်မေးမြန်းပေမဲ့ဒါရှိစိတ်မှတော့ပြန်လည်ထေချားခြင်းမရှိသေးပါဘူး။ဆက်လက်ပြီးထမ်းမှန်ကင်ဆယ်ပြခြင်းနဲ့တရင်ကတော့မယောင်းလင်းရဲ့တာအောင်ပြေးဆုံးရဲ့ရှယ်ယာတွေပါဝင်တဲ့ဝိုင်းဆိုင်ကုမ္ပဏီကိုလူယုံမောင်မောင်နိုင်ငံကဦးဆောင်ပြီးဂျပန်နဲ့ဥရောပမှတ်တဆိတ်ဂါတရာနဲ့အင်ဂျင်ဝိုင်းများတင်ထင်းခွင့်ရရတယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးကြပါမယ်။စေကောင်းဆောင်မယောင်းလင်းရဲ့တာအောင်ပြေးဆုံးရဲ့ရှယ်ယာများပါဝင်တဲ့ ဝါအေးဆိုင်ကုမ္ပဏီကိုစီးပွားရေးလူယုံမောင်မောင်နိုင်ငံကိုစောင့်နေပြီးဂျပန်နဲ့ဥရောပမှာနာမည်ကျော်အမတ်တဆိတ်ခါတိုက်ရများနဲ့စတုံးစီများကိုတင်သွင်းဖြန့်ဖြူးခွင့်ရနေတယ်လို့ရန်ကုန်ခြေဆိုင်စီးပွားရေးတရင်ချင်းမြေကပြောပါတယ်။မြောင်းလင်ရတာအောင်ပြေဆောင်ရလူယုံဖြစ်တဲ့မောင်မောင်နိုင်ငံကအောင်မြေဆုံပန်းဆိုင်နဲ့ Skywan Construction အပါအဝင်စီးပွားရေးလုပ်ငန်းများစွာကိုကြီးကြပ်ခုခဲနေပြီးအခြားတစ်ပတ်မှာလည်းနာမည်ကျော်ခါတိုက်ရနဲ့စတုံးစီများကိုတင်သွင်းနေတဲ့ဝိုင်းအေးဆိုင်မြန်မာကုမ္ပဏီအမည်နဲ့လည်းကာလောကရဲ့တာယာနဲ့အင်ဂျင်ဝိုင်းဈေးခွက်ကိုလဝဲကြီးအုပ်ခိုင်နေရရှိတယ်လို့သိရပါတယ်။ ဒါပြင်အောင်ဘေးဆုံးရဲ့အဓိကရှယ်ယာများပါဝင်နေတဲ့ဝိုင်းအင်းဆိုင်ကုမ္ပဏီမှာနာမည်ကျော်ဂျပန်ယိုကိုဟာမာကားတိုက်ရာဥရောပရဲ့နာမည်ကျော်တိုက်ရာဖြစ်တဲ့ဒမ်လော့နဲ့ပြင်သစ်တိုတဲကုမ္ပဏီပိုင် ELF Engine 1 C တင်သွင်းပြန်ပြိုးမှုတွေကိုလှုံ့ဆော်လျက်ရှိကြောင်းမြန်မာနိုင်ငံရဲ့ကားတိုက်ရာဈေးခွက်နဲ့ Engine 1 C ဈေးခွက်ကိုမမောင်နိုင်တဲ့အောင်ဘေးဆုံးတွေရဲ့ကုမ္ပဏီဖြစ်တဲ့ WHI မြန်မာကလက်ဝကြီးကိုချဲ့လဲနေကြောင်းသိရပါတယ်။မယောင်းလိုက်ရတဲ့အောင်ဘေးဆုံးရဲ့အဓိကရှယ်ယာများပါဝင်တဲ့ WHI မြန်မာကုမ္ပဏီဟာ ောက်ဆန်ကုမ္ပဏီလီမိတက်နဲ့ဝိုင်းဆိုင်ကော်ပိုရေးရှင်းတို့ဖက်ဆက်ရင်းနှီးမြှုပ်နှံထားတဲ့ကုမ္ပဏီဖြစ်တယ်လို့သိရပါတယ်။လက်ရှိမှာဥရောပနဲ့နောက်နိုင်ငံကြီးများမှာအောင်ပြေးဆုံနဲ့မောင်မောင်နိုင်ကိုစီးပွားရေးပိတ်ဆို့ထားပေးမယ်လေ။၎င်းတို့ထူထောင်ထားတဲ့ကုမ္ပဏီကဥရောပအမှတ်တံဆိုင်အင်ဂျင်ဝိုင်းစင်များနဲ့ကားတိုက်ရများကိုတင်သွင်းခွင့်ရရှိနေခြင်းဖြစ်တယ်လို့ရန်ကုန်စီးပွားရေးတန်းဝန်းကထောက်ပြပြောဆိုကြပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းနဲ့တရင်ကတော့နာဆီရီယန်ဝန်ထမ်းများတော်လန်ရေးတပ်များရဲ့ဖမ်းဆီးမှုမခံရစေရေးတတိပြုရန်စကောင်းစကညွန်ကြားမှုတွေစတိုက်လုံးနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။ နေပြည်တော်ဘာဝဲနိုင်ငံတော်ဝန်လုံးမှနန်းစည်တရားဝန်ထမ်းများအနေနဲ့ဒေါ်လန်ရေးတပ်များရဲ့ဖမ်းဆီးမှုကိုမခံရစေရည်တတိတူးကြရန်စကောင်းစီမှာညှော်ကြားမှုတွေဆက်ထက်လှုံ့ဆော်နေတယ်လို့နေပြည်တော်ဝန်ထမ်းတရင်းရင်းမြစ်ကပြောဆိုပါတယ်။စကောင်းစီကစံတော်အီလာအတွင်းလုံခြုံရေးနဲ့တင်းငင်အေဂျင်ရေးတရားဝတ်ရေးစိုးမိုးရေးကော်မတီစီဝေးပြုလုပ်ခဲ့ပြီးအဆိုပါစီဝေးမှာဝန်ထမ်းများအနေနဲ့ဒေါ်လန်တပ်ဖွဲ့များရဲ့ဖမ်းဆီးမှုကိုမခံရစေရည်စင်စမ်းမပြတ်အသိပညာပေးရန်ဆောင်းရမ်းနဲ့ရှောင်းရမ်းများကိုတောက်လျှောက်ညွှန်ကြားရန်မဲထုတ်လာခြင်းဖြစ်ပါတယ်။စကောင်းစီလက်အောက်ကဝန်ကြီးဌာနများအနေနဲ့ မိမိတို့ရဲ့ဝန်ထမ်းများကိုတော်လိုင်းရေးပွဲများကဖမ်းဆီးခေါ်သွားခြင်းပြန်လည်လုံမြောက်လာခြင်းအပါအဝင်ဒုချာဖြစ်စဉ်များကိုချိန်နဲ့တပြေးညီသတင်းပို့ရန်ကိုလည်းဌာနဆိုင်ရာများအားလုံးသို့စကောင်းစီကညွှန်ကြားချက်ထုတ်ပြန်ပါတယ်။လက်ရလော့စကောင်းစီလက်အောက်ခံဝန်ထမ်းများဟာတော်လိုင်းရေးတပ်များရဲ့ဖမ်းဆီးမှုများကိုစတိုက်ခံနေရပြီးတော့ကိုယ်ကဲသို့ဖမ်းဆီးခံရမှုတွေအတွက်ဌာနဆိုင်ရာဝန်ထမ်းအခြေခဲများကိုစကောင်းစီကရေးရမှုတွေနဲ့စတိုက်လှောက်ဆောင်ရရှိတယ်လို့သိရပါတယ်။နာရဏစလီဘုန်နေဒီဇင်ဘာလ29ရက်နေ့မွန်လွယ်နှစ်နာရီချိန်မှာအောင်ဆန်းလက်နမောက်ပွဲမှာ ။ရန်ကုန်မန္တလေးမြန်လမ်းမိုင်းတိုင်းမှနေချုံနေမှာရှောင်းတခင်ဖန်ဆီဆစ်စီဟာမိတဲ့ဦးစည်းထာမှာညုံမိုးရွှေပါနဲ့ဒေါခင်နွဲရွှေတို့ကိုဖန်ဆီရရှိခဲ့ကြောင်း။ဒါပြင်2024ခုနှစ်ဒီဇင်ဘာလ31ရက်နေ့ရန်ကုန်မန္တလေးမြန်လမ်းမိုင်းတိုင်းမှနေချုံနေဝင်းချင်းမှာစကောင်းစီရဲ့ထောက်ပို့တပ်မှတက်ချက်တအုပ်ပြစော်တီတအုပ်ကပ္ပစတတူနဲ့ဘိုးဤတူရဲ့ဇနီးဖြစ်သူတို့ကိုဖန်ဆီရရှိခဲ့ကြောင်းသိရပါတယ်။ဒါပြင်ပြခဲ့တဲ့ဇန်နဝါရီလအတွင်းကလည်းရန်ကုန်မန္တလေးအမြန်လမ်းနီးငမောက်ပြော့ပွဲလမ်းပေါ်မှာစကောင်းစီလာအောက်ခံနက်စီတီယန်ဆောက်လုပ်ရေးဝန်ကြီးဌာနမ လက်ထောက်ညွန်ကြားရေးမှူးတန်းတွန်းကိုတော်လိုင်းကြီးတက်များကဖမ်းဆီးသွားကြကြောင်းစားလို့ရေဝင်ကြီးဌာနလမ်းဦးစီးဌာနကြီးကြပ်ရေးကွယ်မှလက်ထောက်ညွန်ကြားရေးမှူးတန်းတွန်းဟာမွေရဲစာတီရွှေတောင်မှဒါဝင်ကြားရာတောင်ကြီးသို့သွားမှဖမ်းဆီးခံရခြင်းဖြစ်တယ်လို့သိရပါတယ်နောက်တစ်ခါမှတင်ဆက်ပေးခြင်းနဲ့တင်ပါတော့တဝယ်နေပညာတက္ကသိုလ်မှာတက်ဆွဲထားတဲ့စကောင်းစီတက်သားများဈေးဝယ်ပတ်လာစဉ်ဆောင်းကြိုထက်ခတ်မှုတွင်သုံးဦးတည်ဆုံးပြီးတနက်သုံးလတင်းဆက်ရရှိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။တနင်္လာနေ့တိုင်းတဝယ်မျိုးနယ်တဝယ်နေပညာတက္ကသိုလ်မှာတက်ဆွဲထားတဲ့ စကောင်းစီတသားများဇေဝဲတွက်လာစဉ်စောင့်ကြိုတိုက်ခိုက်ရာတောင်းဟိုတည်ဆုံးပြီးတနက်သုံးနဲ့တင်းစိတ်ရရှိခဲ့တယ်လို့ဒူဂရာစိတ်ကြောင့်မှတော်ဝင်ရှိသူတို့ကပြောဆိုပါတယ်။မတ်လ၁၆ရက်နေ့မနက်၈နာရီခန့်မှာဒဝဲမျိုးနယ်ဖယံမဲစစ်တပ်စစ်စေးရဲခန့်အင်းကြီးမှရှိတဲ့ဒဝဲနေပညာတက္ကသိုလ်မှတပ်စွဲနေထိုင်တဲ့ဂျမဲစကောင်းစီတသားများဟာဇေဝဲတွက်လာစဉ်တောင်းလိုင်းတပွဲများကစောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အဆိုပါတက္ကသိုလ်မှတွင်ဂျမဲစကောင်းစီတသားတောင်းဟိုတည်ဆုံးပြီး BA63G3 နဲ့ BA64G4 တလက်နဲ့ဆက်ဆက်ဖြစ်စီများတင်းစိတ်ရရှိခဲ့ကြောင်းသိရပါတယ်။ ဆိုပါထက္ကမကိုတဝဲနိုဒာလုံမြောက်ရေးတက်မတော် DNL ရဲ့ဒုက္ခရစစ်ချောင်းကအုပ်ဆောင်ပြုလုပ်ခဲ့ပြီးရေလူပြည်သူ့ကော်မတီတပ်ဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။ပြည်သူများအနေနဲ့တနင်္ဂနွေလုံးတိုင်းတာစေရေးများအရှင်ဟုံတုံးမြင့်စွာဆောင်ရွက်နေတဲ့ချိန်ဖြစ်တာကြောင့်စေရေးအထူးတတိအသေးပြုသွားလာနေတိုင်းကြရတဲ့ဒေါ်လန်ရင်းနဲ့စေရေးအရှိန်မြင့်တက်လာတဲ့နေ့မြောက်ပြည်သူ့ဘက်အမှန်တရားဘက်ရတိလိုတဲ့စကောင်းစီပပစစ်တီတော်များရတပုတ်ဝင်များကိုပြည်သူ့ရင်ဝင်ခိုးလုံပြီးအများဆုံးပူးပေါင်းပေးကြပါရန်ဒုက္ခရစစ်ချောင်းမှတာဝန်ရှိသူတော်ဦးကတိုက်တွန်းပြောဆိုပါတယ်။ နောက်တစ်ခါမှတင်ဆက်ပေးခြင်းတဲ့တဲ့ငါတော့အေယာရီတိုက်ပွဲမှာတေဆုံးစစ်တဲ့အရာရှိတချို့ကိုပသိမုံရွာလမ်းပေတုတ်တက်မှာတချို့နေတယ်ဆိုတဲ့တဲ့ငါကိုတင်ဆက်ပေးကြပါမယ်။လက်ရှိအေယာရီတိုင်းရေကြီးငကိုင်းချောင်းနဲ့လေးမျက်နှာမျိုးနဲ့ထိဆက်ဧရိယာများမှာဖြစ်ပေါ်နေတဲ့တိုက်ပွဲများတွင်တေဆုံးခဲ့တဲ့ချမ်ဘက်စကောင်းစီတပ်မှအရာရှိတချို့ကိုကွင်းကောင်မျိုးမှာရှိတဲ့အုတ်တွင်းချေးဝါတုတ်တက်မှာစကောင်းစစ်ကလုံးစုံဝေးရင်နဲ့လာရောက်တချို့တော့ပါလိမ့်။စကောင်းစီရဲ့အရာရှိတအူပါတဲ့ရုပ်လောင်း၅လောင်းကိုမစလ၁၉ရက်နေ့ညနေ၃နာရီခန့်မှာစကောင်းစီတပ်ကလာရောက်တချို့ခဲ့တယ်လို့စုံစမ်းသိရပါတယ်။ လာပြီးတော့တချို့တာဘိုးစင်းရရှိတူပါတယ်ဂျန်နာကတစ်ချက်စင်းဘေးမှာတေးတာတွေကဒီကိုတဲမလာဘူးလို့စရေတရင်ချင်းတွေကဆိုပါတယ်အမှန်ငါလေးချင်းရေးတက်ရှိတဲ့ခွင်းကောင်းမျိုးဟာလက်ရှိထိုက်ပွဲတွေဖြစ်ပေါ်နေတဲ့ဒေတာများနဲ့မိုင်တုံးဆက်ကန်ကွာမှရှိတဲ့ပတိမုံရောလမ်းမကြီးဖြတ်သွားပါတယ်အမှန်ငါလေးချင်းရေးတက်ရှိတဲ့ခွင်းကောင်းမျိုးဟာလက်ရှိထိုက်ပွဲများဖြစ်နေတဲ့ဒေတာများနဲ့မိုင်တုံးဆက်ကန်ကွာမှရှိပြီးတော့ပတိမုံရောလမ်းမကြီးဖြတ်ကန်သွားပါတယ်လက်ရှိတိုက်ပွဲဟာရေကြီးနိုးနယ်တွင်ဂျာကိုက်ဆက်ဆက်ယိုကခုကြီးကြီးဝါ လင်းမင်းနာနုနမဝခုံးရွာနဲ့ချင်းလေးရွာပဝင်းချင်မှာဖြစ်ပေါ်နေပါတယ်။အဆိုပါနေရာများဟာရေချီမြို့မြောက်ဆိုင်ရွာခြေဆိုင်အမြောက်ကက်အာမတဒုံးလေးလေးနဲ့လည်းမိုင်းနေငယ်တာလာပါတယ်။မက်ချလာစကုတ်နဲ့နေမှာစားပြီးတိုက်ပွဲများဖြင်းဖြင်းထက်ထန်ဖြစ်ခဲ့ပြီးမက်ချလာ၁၈ရက်နေ့ညကဝခုံးရွာနီးတို့စခေါင်းစစ်ကလေချောင်းမှတက်ခဲ့ခဲ့ပါတယ်။တိုက်ပွဲမှာအများဆုံးသေတာကစစ်တင်နေစင်းနေဒုံးစံတိုင်းပြန်မကောက်တဲ့လောင်းတွေပေါ့သူတို့ပြန်ကောက်တာကအရာရှိစင်ပဲရှိတယ်။နောက်ပြီးတော့တိုက်ပွဲကအချိန်လျှော့မနေဘူး။ပြည်သူတွေအစားစားရရာတတိထားဖို့လိုပါတယ်လို့စရေးသတင်းရင်းတွေကဆိုပါတယ်။ လက်ရှိမှာအေးအေးနဲ့ဘူပေါင်းတံများကအာမတ်တ၃လေးလေးနဲ့ဒါပေါင်းနှုတ်နဲ့မှာရှိတဲ့ခါမန်းရ၃၈တူကိုအိုတီပြီးတော့စရေဖော်ဆောင်နေတယ်လို့မြေပြင်စရေသတင်းကြီးမြေကပြောပါတယ်။ဒါကြောင့်အာမတ်တ၃လေးလေးကိုလည်းစကောင်းစီကအင်အားထပ်မံဖြည့်တင်းနေပြီးဘန်ကားအတက်များလည်းတူးနေတယ်လို့သတင်းရရှိပါတယ်။အခုဖြစ်နေတဲ့တိုက်ပွဲနေရာတွေကိုမြောက်ဆန်းအာမတ်တ၃လေးလေးတက်ကနေလက်နက်ကြီးတွေနဲ့စတိုက်ပစ်နေတယ်။ရဲရင်နဲ့စတက်လေးရင်နဲ့ပတ်နေတယ်လို့စရေသတင်းကြီးမြေကပြောပါတယ်။အေးရဲ့ပြောရေးဆိုခွင့်ရှိသူခိုင်တုကကလည်းအေယာဝတီတိုင်းနဲ့ရခိုင်စက္ကနေရာတွေ အထူးသဖြင့်ဒါလောင်မျိုးနယ်တွေကနေရာတချို့မှာတိုက်ပွဲတွေဆက်လက်ဖြစ်ပွားတာရှိပါတယ်လို့နေရာဝတီတိုင်းတွင်းကတိုက်ပွဲခြေနေကိုပြောပြပါတယ်။လက်ရှိဒေသတွင်းစစ်ရေးခြေနေရဒေသခံပြည်သူများတတိထားသွာလာကြရန်ရေကြီးမျိုးနယ်ပြည်သူ့ကော်မတီအဖွဲ့ကထုတ်ပြန်ထားပါတယ်။ဒါပြင်တိုက်ပွဲဧရိယာမှာဒေသခံများဟာပတင်းရေကြီးဟင်္ဒရာမျိုးနယ်နီးစပ်ရာနေရာများသို့စစ်ဘေးထိန်းချုပ်မှုတွေရှိနေပါတယ်။ဒါပြင်အေရာဝတီတိုင်းတွင်းတိုက်ပွဲများဆက်လက်ပြင်းထန်လာနိုင်တယ်လို့ကာကွယ်ရေးတပ်ဖွဲ့များကလူမှုကွန်ရက်မှာတစင်တတိပေးနေကြပါတယ်။အရင်ကမယောင်းနိုင်ရဲ့မဟာအလွဲများဆိုတဲ့ ဆောင်းမရှင်ဆရာလာဆိုရဲ့ရေတောက်ဖော်ပြထားမှုကိုတင်ဆက်ပေးကြပါမယ်။ဆရာနာတင်ခေါင်းဆောင်မယောင်းနိုင်ဖို့ပြည်တွင်ရေနိုင်ငံတကာရေးနဲ့စစ်မြေပြင်အခြေအနေများရဲ့လက်တွေ့ပြပြနေသည့်များကိုအမှန်တိုင်းမြင်နိုင်စွာမရှိဖြစ်လာနေတယ်လို့အစားချေကအေရှာတိုင်းမှာမက်ဆလာ19နေစွဲနဲ့ရေးသားထားတာကိုတင်ပြတော့မှာဖြစ်ပါတယ်။ဒီကနေ့ဖေဖော်ဝါရီလအတွင်းမယောင်းနိုင်ဟာရုရှားသမ္မတတက္ကသိုလ်မှာပူတင်နဲ့ဘေးချင်းရှင်ရန်နိုင်ခွင့်ရရှိလာခဲ့ပါတယ်။ပူတင်ကလည်းဗုဒ္ဓဗျာရှင်ရဲ့ဗျာဒိတ်တော်လာမင်းကြီးပြေပြောဆိုခဲ့ပါတယ်။ ၎င်းပို့တိုးတိုးအတေးတရားဝုတ်ကြီးလင်းကတုံ ပြောဆိုခဲ့ရခြင်းတွေဟာလေရည်ရွယ်ချက် ကြီးကြီးမားမားရှိလို့နေပါတယ်။လက်ရှိမှာဗပုံးဆောင်အချက်တဲချလာနေတဲ့မင်းအောင်လည်းဟာရုရှားကဲ့သို့အင်အားကြီးနိုင်ငံတနင်္ဂနွေရဲ့အတိမပြုခံရဖို့တည်ရေးရှင်ရေးတမျှအရေးကြီးနေပြီလေ။တိုးတိုးမတော်မနှံပြောရဖို့ကိုလည်းဝင်မလေးခြင်းဖြစ်ပါတယ်။တိုးတိုးပြဿနာဖြစ်နေရသည်က၎င်းရဲ့စကားကိုလုံရများကကောပဂရီပြပြနေသည့်များကကိုစားမပြုခြင်းပဲဖြစ်ပါတယ်။မင်းအောင်လည်းဟာနိုင်ငံအေရီးယားရဲ့30ရာခိုင်နှုန်းသာထိန်းချုပ်နိုင်သောကြောင့်ခံမှန်းပြောဆိုချက်များလည်းပေါ်ပေါ်လုံနေပါတယ်။ ညနာတော်မှာမမေးပွဲရဲ့ထုတ်စစ်ကြောင့်စင်မျက်နှာတီးတီးမှလည်းခွက်ခွက်လန်အောင်ရှုံးနေကြပါလိမ့်။အကွက်ကွက်ပြပြဖြစ်နေတဲ့ဒေါ်လန်ရေးပွက်များချင်းချင်းပို့ပြီးပူပေါင်းဆောင်ရွက်လာကြတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရဟာလည်းနိုင်ငံတကာရဲ့ထောက်ခံမှုကိုတိုးပြီးတော့ရရှိလာနေပါလိမ့်။အဆိုပါအနေထားများစွာရှိနေပေမဲ့လည်း၎င်းတို့ဖွဲ့စည်းထားတဲ့စကောင်းစီဟာနိုင်ငံကိုထိန်းချုပ်နိုင်နေတဲ့တဲ့၎င်းဖွဲ့စည်းထားတဲ့စကောင်းစီဟာနိုင်ငံကိုထိန်းချုပ်နေနိုင်တဲ့လို့ထင်အောင်ထင်မှားဖြစ်ပြီးတော့ဒီကောက်ွယ်လုပ်ပေးမယ်လို့ပြန်ဆံမပါတဲ့ကတိကိုပေးလာခဲ့ပါလိမ့်။ဒါပြေမယောင်းနိုင်အသေးချွက်ချက်ပြီး ဝူတင်ကမြောက်ပင်ပြောဆိုခဲ့ခြင်းလည်းဖြစ်ပါတယ်။ရုရှားဟာလက်နက်သမဂ္ဂကုလသမဂ္ဂမှတနမန်ရေးရပါကြောထောင်းနောက်ခံပေးထားပါတယ်။ပူတင်ပို့တလုံးတစ်ပါးသာမှတိမာမဟုတ်တဲ့ဗျာရှင်ကိုပင်ဆွဲထည့်လာပြီးရုရှားရဲ့ဆက်လက်ထောက်ခံမှုရအောင်ပုံသွင်းလာခဲ့ပါတယ်။၎င်းတို့ကိုထောက်ခံပေးနေခြင်းတည်းဖြင့်နိုင်ငံရေးချောင်းမှမဟုတ်တော့ဘဲဗျာဒိတ်ဒေါ်လာတိုင်းဖြစ်လာတယ်လို့ဆိုလိုခြင်းဖြစ်ပါတယ်။ပူတင်ကတော့ဆက်ပြီးတော့ပူပေါင်းဆောင်ရွက်သွားမယ်ဆိုတဲ့မရေမရအာမခံချက်မျိုးသာချခဲ့ရပါတယ်။၎င်းရဲ့ပို့ကယူကရိန်းဒေသရေးကြီးနေပြီး မြန်မာကိုတော့ပါတနာလိုပဲသဘောမထားပဲနေရုပ်တရုပ်ဖြစ်တာယူဆထားပါတယ်။တေဝါရောင်းဝယ်သဘောမျိုးနဲ့နားလေရခတ်တဲ့ဂိမ်းမျိုးကစားနေတာကြောင့်မင်းအောင်လင်ဟာမော်စကိုကိုတာမလိုတန်းဖတ်တွယ်ထားလိုပါတယ်။တေဝါ၎င်းတို့ဟာတဏမန်ရေးနဲ့စစ်ပွားရေးမှာထောက်ခံမှုပေးထားပေမဲ့လေဟိုဘက်ဒီဘက်မြေသူပင်အနံ့ရာစစ်ခါမှု၎င်းတို့ရဲ့ဩဇာတယုံနိုင်ဖို့သာအာရုံထားနေပါတယ်။လက်ရှိအာဏာသိမ်းပွဲဖို့စစ်မြေပြည်မှာရင်းနှီးလာတည်နေအမြအစိုးရရေးကိုအမည်တို့ထိန်းချရမယ်ဆိုတဲ့မေးခွန်းများအစီအစီတော့ပေါ်လာနေပါတယ်။လက်ရှိမှာနိုင်ယူသွားတဲ့ဆေးရရှိများကိုပင်ပြန်ခေါ်နေပြီး ၎င်းတို့ဘက်မှပါဝင်မယ်ဆိုပါကနိုင်ငံသားများကိုပဲနိုင်ငံသားပေးမယ်လို့ကန့်လန့်လာပါတယ်။ဇေယျလီလာတူအန်တိုနီဒေးဗစ်ကတော့စစ်တပ်ဟာတစ်ချိန်တစ်ခါဘူးမြယခုလိုချက်ချင်းပြက်ပြက်နဲ့အဘေးယိုများစွာတိုက်ခိုက်လာမှုမျိုးကြုံခဲ့ရဖို့ချေမရှိဘူးလို့ဆိုပါတယ်။ဒါပေမဲ့မင်းအောင်လည်းအဖြစ်ခက်ရက်ရံစကူးလေးပဲမထည့်သေးပါ။၎င်းပိုးကဆက်ပြီးတော့တက်ရှင်ရတိနိုင်ရေးတော့တကူသေးသောနီလန်းဟာဇေယျရာတာစီရနေပုံပင်ဖြစ်ပါတယ်။ရခင်ကတော့တောင်းဆန်းဆုပ်ကြီးကပြန်လို့ပေးခြင်းမျိုးနဲ့စတဲ့နဲ့ဒီမိုကရေစီအင်အားစုများအကြပြန်ပြီးတော့ရင်ချစိတ်နိုင်နေမဲ့အလားအလာမျိုးလည်းမရှိတော့ပါဘူး။ အဆိုပါလာလာမင်းအောင်နိုင်တို့နှစ်ပတ်ချုံရနေတဲ့ဓာသွားလိုဖြစ်လာနေပါတယ်။လက်ရှိမှာမင်းအောင်နိုင်ရဲ့အချက်တဲကရှင်းလင်းစွာတွေးမြင်နေရပြီဖြစ်ပါတယ်။၎င်းဟာအနိုင်မရနိုင်တော့တဲ့စပွဲကိုတိုင်းနေရသူဖြစ်လာပါတယ်။လက်လောက်ခံလို့မဖြစ်တဲ့နိုင်ငံတကာတိုင်ဝန်ကလည်းဖယ်ချင်လာနေတာကြောင့်၎င်းရဲ့တရားဝင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်တဲ့အသေးမဲ့ပြုခံရလာဖို့အချက်ရလာပါတယ်။မင်းအောင်နိုင်ရဲ့နာဂတ်ဟာလည်း၎င်းရဲ့ကြီးကြီးခန်းထားတဲ့စကူရင်အိမ်မက်များရှိနေတဲ့ကြားမှာတပြေးပြေးမရေရာမှုတွေများလာနေပြီဖြစ်တယ်လို့យေတာထားတဲ့ကိုအကောင်းဆုံးတင်ပြလိုက်ရပါတယ်။ ရခင်ကသူလဲတနိုင်တလောက်တော့လုံသွားပါတယ်လို့အချောက်တိုက်ပိုးရင်မြင်းကပြောဆိုခဲ့တဲ့မင်းအောင်လိုင်ဟာရခုကဆက်ပြီးတော့ရက်တိသွားနိုင်ဖို့နီမျိုးစုံနဲ့လုံပန်းနေရရှာပြီးဖြစ်ပါတယ်။ပြီးတော့ရခုကန်သွန်းလက်ဆဲမောချအောင်ရမယ်ဆိုပြီးရတာတာပဲဖြစ်ပါတယ်။ဟုတ်ကဲ့ပါခင်ဗျာ။အခုလို့ဆုံးတင်နားဆင်ခဲ့တဲ့တရင်ပြဒနာကိုကျေးဇူးတို့ပဲတင်ရှိပါတယ်။နောက်တဲ့ပြင်ပြပါတရင်တော်လိုင်းဘက်တော်ကနေတရင်နားနဲ့တို့ပြန်လာကြပါမယ်။အားလုံးပဲကိုစင်တပြရှင်းလန်းချမ်းမိကြပါစေခင်ဗျာ။